ားလုံးပဲမင်္ဂလာပါမြို့သားညွေဆိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဝင်းကျုံရုံပြောရေးဆိုခွင့်ရှိသူနေဖုံးလက်ပါမြန်မာပြည်သူလူထုအနေနဲ့အတိတ်ကာလတွေတုန်းကအင်မတန်အမှပြောစရာကောင်းခဲ့တဲ့မြန်မာနှစ်သက်ကူအခါသမယတကြံကာလတွေကိုအစင်မပြေမှုဝမ်းနည်းမှုတွေနဲ့ဖျက်တမ်းလွန်မြောက်နေကြရတာလေးနှစ်ရှိခဲ့ပြီဖြစ်ပါတယ်ဒီနေ့တင်းညာဟာလေဆရာနာရှင်ဘေးတွေမက တဘာဝဘေးကိုပါကြုံတွေ့လိုက်ကြရတဲ့အတွက်ပြည်သူတွေအားလုံးရဲ့စိတ်နှလုံးမှာမချမ်းမသာဖြစ်နေကြမှာသိကြပါတယ်။ဒါပေမဲ့ဒီလိုစိတ်မချမ်းမြေဝယ်ရာကာလတွေကိုအာတင်းကြော်ဖြတ်ရင်းနဲ့ပဲကြော်စရာကောင်းတဲ့ကြံမင်္ဂလာရှိတဲ့ကြံကိုပြန်ရဖို့ကျွန်တော်တို့တွေအားလုံးဆက်လက်ရုန်းကန်စူးစမ်းသွားကြရမှာပဲဖြစ်ပါတယ်။မာရှယ်လာ၂၈ရက်နေ့ကအနှုတ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြီးတန်ကြောင့်အသက်အိုးအိမ်စီးစိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ မြမပြည်သူတွေကိုနှစ်သိမ့်အားပေးမှုပြုနိုင်မှုရည်ရွယ်ပြီးမြို့သားညွေဆိုးရကဧပြီလ23ရက်နေ့ကနေ20ရက်နေ့အထိကာလကိုနိုင်ငံလုံးဆိုင်ရာ ဝန်ထဲခြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရည်တရဘက်အဖြစ်သတ်မှတ်ခဲ့ပါတယ်ဒီရည်တရဘက်မှာမြမပြည်သူလူထုနဲ့အတူရက်တီကြောင်းနီလန်းပေါင်းစုံနဲ့ပြသခဲ့ကြသူအားလုံးကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်အဲ့ဒီရတရပတ်အတွင်းမှာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်မှုအတွက်ငလင်တန်တဲ့ဒေသတွေနဲ့ဆက်ဆက်ခရိုင်တွေမှာ ခုခံကာကွယ်စစ်ကလွဲပြီးတော့ထိုးစစ်တွေအားလုံးကိုဆက်လက်ရပ်ဆိုင်ထားမှာ ဖြစ်ပြီးတော့ပြည်ရင်းပြည်ပကွန်ကြီးကယ်ဆယ်ရေးအဖွဲ့တွေကိုလိုအပ်တဲ့ကွန်ကြီးတွေနဲ့ကာကွယ်ဆောင်ရွက်မှုတွေပေးကြဖို့မြို့သားညိုရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုညွန်ကြားထားပြီးဖြစ်ပါတယ်။အဲ့ဒီရတနာဘတ်မတိုင်ခင်ကလည်းမတ်လ30ရက်နေ့ကနေဧပြီလ12ရက်နေ့အထိ ညလင်းတန်တဲ့ဒေတာတွေနဲ့ဆက်ဆက်ခရိုင်တွေမှာခုခံကာဝယ်စစ်ကလွဲပြီးထိုးစစ်တွေအားလုံးကိုရပ်ဆိုင်းထားခဲ့ပါတယ်။ထိုးစစ်ရပ်ဆိုင်းထားတဲ့ကာလဧပြီလ9ရက်နေ့ည9နာရီကမှာအင်းတော်မြို့ဂျပန်လိုင်ကူမှာအခြေပြုတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်တမ89ဟာဝိုင်းရပိတ်ဆို့ထားတဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့ဖိအားကိုရေရှည်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲစခန်းဆုံးလို့ဆုတ်ခွာသွားတာကြောင့်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆုတ်ဖွာထွက်ပြေးခဲ့ကြတဲ့တမမှုနဲ့တပ်သားတွေကိုလည်းစစ်တုံမှန်းတွေအဖြစ်နဲ့ဖမ်းဆီးရမိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဖမ်းဆီးရမိထားတဲ့စစ်တုံမှန်းတွေကိုစစ်တုံမှန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိမ့်သိမ်းထားပြီးစစ်ဆေးမေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။စစ်တုံမှန်းတွေရဲ့ထွက်ဆိုချက်စစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံပြီးတရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။အကြမ်းဖက်စစ်တပ်ဟာဧပြီလ2ရက်နေ့မှာ ယာယီအပြစ်ခတ်ရစဲကြောင်းကိုဟန်ပြကြေညာခဲ့ပြီးတော့အဲ့ဒီနောက်ပိုင်းမှာ Jet Fighter, Paramotor နဲ့ Drone တွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုစဉ်ဆက်မပြတ်ပြုလုပ်ခဲ့သလိုလက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့ပါတယ်။အချက်အလက်တွေအရ April 3ရက်နေ့ကနေ April 13ရက်နေ့အကြံအကြုံနေ့အထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးတော့အဲ့ဒီဖြစ်စဉ်တွေမှာ ပြည်သူ64ဦးသေဆုံးခဲ့ရပြီး83ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသူတွေထဲမှာတန်ဃာတော်တွေ၊ကိုရင်တွေ၊ခလေးငယ်တွေ၊တက်ကြီးရွယ်တွေနဲ့အမျိုးသမီးတွေပါဝင်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအင်ဂျီ64လုံး၊စာတင်ကျောင်း၄ကျောင်း၊ဘုံကြီးကျောင်း၃ကျောင်းနဲ့ခရိယံဖျားကျောင်း၁ကျောင်းတို့ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်နတ်နတ်ကြီးနဲ့ပြစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့မြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ထိုးစစ်ရက်စဲထားတဲ့ကာလတွေမှာအကြမ်းဖက်စစ်အုပ်စုကအခုလိုလေကြောင်းတိုက်ခိုက်မှုတွေနတ်နတ်ကြီးပြစ်ခတ်မှုတွေစစ်ကြောင်းထိုးမှုတွေကိုပြုလုပ်နေတာကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရဲ့ရန်ညားတစ်ခုကိုထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်းသတင်းစကားပေးလိုပါတယ်။ဒါဟာလက်ရှိမြန်မာနိုင်ငံအတွင်းက ငလင်းဘေးနံတဲ့ပြည်သူလူထုရဲ့ပြည်လဲထူထောင်ရေးကိစ္စရပ်တွေကိုစိတ်ဝင်စားနဲ့ကူညီထောက်ပံ့ပေးလိုကြတဲ့နိုင်ငံတကာခေါင်းဆောင်တွေနဲ့အဖွဲ့အစည်းတွေအတွက်သတိပြုသင့်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာနိုင်ငံတော်တမရနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်အစိုးရအဖွဲ့ဝင်တွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေများစွာကိုမတရားဖမ်းဆီးအကျဉ်းချပြီးနိုင်ငံတော်အာဏာကိုလူယူဖို့ကြိုးစားခဲ့တဲ့အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ အခုလိုတဘာဝဘေးရန်တွေအကြောင်းရရှိတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုစည်ရဲအတွက်အသုံးပြုနေတယ်လို့နိုင်ငံရေးအရလည်းအမျက်ထုတ်ဖို့စ조사နေတာအထင်ရှားမြင်နိုင်ပါတယ်နိုင်ငံတကာအကူအညီတွေကိုတော့လက်ခံပြီးနိုင်ငံတကာသတင်းမီဒီယာတွေနဲ့ပြည်တွင်းသတင်းမီဒီယာတွေကိုသတင်းရယူခွင့်ပိတ်ပင်ထားတာဟာအကူအညီတွေကိုသာလိုချင်ပြီးအဖြစ်မှန်တွေကိုမသိစေချင်တဲ့စစ်ကောင်စီရဲ့စိတ်ရင်းကိုလှစ်ဟပြနေတာပဲဖြစ်ပါတယ် နိုင်ငံတကာသတင်းမီဒီယာတွေအနေနဲ့မြန်မာနိုင်ငံအတွင်းမှာအမှန်တကယ်ဖြစ်ပျက်နေတဲ့သတင်းအမှန်တွေကိုနီလန်းမောင်းဆောင်တဲ့သတင်းရယူထုတ်လွှင့်တင်ဆက်ပေးနေတဲ့အတွက်ပြည်သူလူထုကိုစားအထူးပဲကျေးဇူးတင်ရှိပါတယ်။ပိတ်ဆို့ခံထားရတဲ့မြန်မာပြည်သူတွေရဲ့အတန်တွေကိုလွတ်လပ်ပြီးတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းမီဒီယာတွေရဲ့အားထုတ်မှုကြောင့်သာကမ္ဘာကြီးကကြားခွင့်ရရတာဖြစ်ပါတယ်။ အချို့သောသတင်းမီဒီယာတွေမှာအုံဆွဲနေတဲ့အတုံးတုံးအလွဲတချို့နဲ့ပတ်သက်ပြီးအကြံပြုတဲ့မှတ်ပေးလိုပါတယ်။မြန်မာနိုင်ငံမှာအကြံဖတ်စစ်တပ်ဟာတရဝင်းအစိုးရကောင်းဆောင်တွေကိုမတရားဖမ်းဆီးပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အစုအဖွဲ့ဖြစ်တယ်လို့သူတို့ကိုသူတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့အမည်ခံပြီးတော့ပြည်သူအာဏာကိုမတရားလုယူဖို့စ조사နေတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ရန်သူ the enemy of the state ဖြစ်ပါတယ်။ဒါကြောင့် အကြမ်းဖက်စစ်ကောင်ဆောင် ကိုတိုင် ပါဝင်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာမြန်မာပြည်သူလူထုရဲ့သဘောဆန္ဒနဲ့အညီပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရတရားမဟုတ်ပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသာလျှင်2020ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်အုပ်ချုပ်ရေးမှန်တိုင်းအစိုးရတရားဖြစ်ပါတယ်။ဒီလိုပဲပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ဟာ 2020ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်ဥပဒေပြေးမှန်တိုင်းဖြစ်ပါတယ်။မြို့သားညီညွတ်ရေးတိုင်းပြည်ငံကောင်စီ NUCC ဟာလည်း Dejury Legitimacy နဲ့ De facto Legitimacy ရှိကြတဲ့တော်လှန်ရေးအင်အားစုတွေကိုပေါင်းစုထားတဲ့တော်လှန်ရေးတပ်ပေါင်းစုတစ်ခုဖြစ်ပါတယ်။တရားမဝင်အာဏာလုယူကိုစူးစမ်းနေတဲ့အကြမ်းဖက်စစ်တပ်ကိုဖယ်ရှားနိုင်ဖို့ပြည်သူ့စံနာနဲ့အညီပေါ်ပေါက်လာခဲ့ကြတဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့ တော်လန်ရေးအင်အားစုတွေအားလုံးဟာခေပြောင်းစနစ်ပြောင်းတော်လန်ရေးတစ်ခုကိုနီလန်းပေါင်းစုံတုံးပြီးတော့ဆင်နွှဲနေကြတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာပြည်တွင်းစစ်ဖြစ်နေတာမဟုတ်ပါဘူး။တော်လန်ရေးတရက်ဆင်နွှဲနေတာဖြစ်တယ်လို့ပြောလိုပါတယ်။အထက်ပါအချက်လက်တွေကိုထောက်ရှုပြီးတော့တရားဝင်မှုအပြည့်ရှိတဲ့တော်လန်ရေးအင်အားစုတွေကိုအတိုက်ခံ opposition ဆိုတဲ့အတုံးနှုံးနဲ့အတုံးပြုနေတာမြန်မာနိုင်ငံမှာဖြစ်နေတဲ့တော်လန်စစ်ပွဲတွေကိုပြည်တွင်းစစ် civil war လို့အတုံးပြုနေတာ။ မြို့သားညွေဆိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကိုအစိုးရအားပုံကန်သူ rebel လို့အတုံးပြုတ်နေတာတွေကိုကန့်ကွက်ကြောင်းနဲ့ပန်ကန်သောအတုံးနှုံးများနဲ့အတုံးပြုတ်ပေးကြဖို့မေတ္တာရက်ခံတိုက်တွန်းပြောကြားလိုပါတယ်။မနက်ပိုင်းဆိုရင်ဆရာနာရှင်စနစ်ချုပ်ငိမ့်ပြီး Federal Democracy ပြည်ထောင်စုထူထောင်နိုင်မှုဆိုတဲ့ပြည်သူလူထုရဲ့ရည်မှန်းချက်ပန်းနိုင်ကိုရောက်ရှိနိုင်ရေးအတွက် မြို့သားညညရဲ့အစိုးရကိုဖွဲ့စည်းတည်ထောင်ခဲ့တာလေးနှစ်ပြည့်တော်မှာဖြစ်ပါတယ်။မြို့သားညညရဲ့အစိုးရအနေနဲ့ဥတီထားတဲ့ကြီးမန်းချက်ပန်းနိုင်ကိုမျက်ခြေပြတ်မခံပဲရွေချက်တူတော်လန်ရေးအင်အားစုအားလုံးနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ပြည်သူ့နေဦးတော်လန်ရေးကိုအမြန်ဆုံးအောင်မွေးနဲ့အဆုံးသတ်နိုင်မှုအတွက်တော်လန်ရေးအင်အားစုတွေအချင်းချင်းကြားယခုထက်ပိုမိုတဲ့ညညရေးပူးပေါင်းဆောင်ရွက်နိုင်ရေးတွေကိုလည်းထင်သာမြင်သာဖြစ်လာစေဖို့အတွက် စင်စက်မပြတ်အားထုတ်ကြိုးပမ်းလျက်ရှိကြောင်းပြောကြရင်အစီအစဉ်ကိုအဆုံးသတ်ချင်ပါတယ်။မကြခင်ရရှိတော့မယ့်မြမနှစ်သက်ကူအခါသမယမှာပြည်သူလူထုတစ်ရက်လုံးရဲ့စိတ်နှလုံးမချမ်းမြေ့မှုတွေမိကုံအဆုံးသတ်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။အရေးတော်ပုံမုတ်ချအောင်ရမည်။